ရည်သည်များအားလုံးပဲမင်္ဂလာပါခင်ဗျဇလန်လေးရဲ့ဆာမာတော့အင်ကိုပြန်လာတဲ့မင်္ဂလီတယောက်သူ့ရဲ့အခန်းထဲဝင်နေတဲ့အချိန်မှာမီးပြတ်နေတာတွေ့လဲရပါတယ်ဂျန်နေခန်းကြီးကမီးလာနေပြီးတော့သူ့ရဲ့တခန်းထဲကွက်ပြီးတော့ပြက်နေတာကြောင့်ပဲမီးထုံပြီးတော့ကြီးလိုက်တဲ့အခါမှာတော့ပုံနေတဲ့လူတယောက်ကသူ့မကိုတိုက်ခိုက်ခဲ့ပါတော့တယ်အဲဒီလိုနဲ့ရန်နေငယ်ကြားတဲ့အခါမှာတော့နောက်ထပ်အခန်းတစ်ခုလေးကိုမျိုးသားတယောက်ကအိပ်ပျော်နေတဲ့အမျိုးသမီးကိုဆောင်းရှုံပေးပြီးတော့မနှက်စာစားပြီးတော့အခန်းထဲကထွက်သွားခဲ့တာမြင်လိုက်ရပါတယ်ဒီမြင်ကလေးမှမြင်ရတာကတော့ဘန်ဝင်တဲ့တယောက်ဖြစ်တဲ့ရွှေကြီးကအလုသွားဖို့အတွက်ပြင်ဆင်နေတာဖြစ်ပြီးတော့ တကားပြီးတဲ့အချိန်မှာသူမရဲ့တကားကလုတ်ကိုတယောက်ယောက်ကနှိပ်ထားတာကြောင့်ညစ်ပက်နေတာတွေ့ရတာကြောင့်တန်ရှင်းလို့ပြီးတော့လော်ရွေးနံပါတ်ပြောင်းခဲ့လိုက်ပါတော့တယ်။အလုထင်းမှတော့ရွှေရီအာနာတမှုတွေကြောင့်ပဲသူမဟာပင်မနေခဲ့ရပြီးတော့အလုကနေအိမ်မြန်ရောက်လာတဲ့အခါမှာလေတကားကကလုတ်ကခြေရလက်ရပြက်နေခဲ့ပြန်ပါတယ်။အိမ်နောက်မှာတော့အမေဖြစ်တဲ့သူနဲ့ဖုန်းပြောတဲ့အခါမှာနေ့လယ်ကအိမ်ကိုလာသွားခဲ့တဲ့အကြောင်းသိရတာကြောင့်တကားကလုတ်မပြတ်နေတဲ့ကိစ္စကအမေကြောင့်လို့ပဲထင်လိုက်ပါတယ်။အိမ်နောက်မှာတော့အိယာဝင်ခဲ့တဲ့အခါမှာတကားကိုတရားရုံးကလာဖွင့်နေတဲ့အတန်ကြားလိုက်ရပြီးတော့ ဖွင့်မြင်လာကြောင်းလက်ကင်ကိုခက်ချင်းချင်းလှုပ်နေတဲ့အခါမှာလန့်ပြန့်လို့သွားရပါတယ်။ဒါပေမဲ့တတိမွေးပြီးတော့တကားမှန်မောင်နာကချောင်းကြီးလိုက်တဲ့အခါမှာတော့အပြစ်မှာဘသူမှမရှိပါဘူး။မရေတီးနဲ့တကားဖွင့်ပြီးကြည့်တဲ့အခါမှာလည်းလူမတွေ့ရပဲနဲ့ secret ဖယ်စီကန်တစ်ခုတွေ့ရတာကြောင့်တ िश ူးနဲ့ကောက်ခဲရပါသေးတယ်။အဲဒီကြောင့်ကိုရဲကိုတရင်ပြေးလိုက်တဲ့အခါမှာတော့အထောက်ထားခိုင်ခိုင်လုံလုံမရှိတာကြောင့်ရဲတွေကဘာမှဆက်ပြီးတော့မလုပ်ပေးခဲ့ပါဘူး။အဲဒါကြောင့်စိတ်ပင်ပန်ပြီးတော့အိမ်မက်ရောက်တဲ့အခါမှာနိမ့်နိမ့်ချက်ချက်အိပ်ပျော်လို့သွားခဲ့ပါတယ်။ ညာလေးကိုရောက်တဲ့အခါမှာတော့ရေချိုးကန်းလေးကကိုလုံးဒီနဲ့အမျိုးသားတစ်ယောက်ထွက်လာခဲ့ပြီးရွှေကြီးရဲ့စံစာလေးတွေကိုတက်တင်ပေးနေပါတယ်။နောက်နေမနဲ့ရွှေကြီးအိယာကနိုးလာခဲ့တဲ့အခါမှာတော့သူမရဲ့ခေါင်းကကိုက်နေတာသတိထားမိပါတယ်။အလုသွားမှုတဲ့ပြင်ကိုထွက်လာခဲ့တဲ့အခါမှာတော့အောက်ထက်ကတိုက်ခန်းလုံညိုကြီးကသူမစီကိုလာခဲ့ရင် CCTV တချို့ကြည့်နေတဲ့အကြောင်းပြောခဲ့ပါတယ်။အဲနောက်မှာတော့အခန်းငါးနေဖို့တဲ့လိုက်ရှာကြည့်တဲ့အခါမှာလေးဈေးကြီးလုံးလာကြောင်းပဲမတက်နိုင်ခဲ့တာပါ။အလုကိုရောက်တဲ့အခါမှာလေးကက်စတမ်မာအတတိယဖြစ်တဲ့ဘာကျော်ကရင်းနေတာကြောင့်စိတ်တွေရှုပ်ရပြီး တကယ်တော့ဘာကျော်ကရွှေကြီးကိုဗန်ကိစားအကြောင်းပြပြီးတော့ကော်ဖီတိတ်ဖို့အတွက်လာပြီးတော့စူးစမ်းနေတာဖြစ်ပါတယ်။အဲဒါကြောင့်မဲရွှေကြီးကအလင်းမှာသုံးပြီးတော့ငင်းရပေမဲ့ဘာကျော်ကတော့သူ့ကိုငင်းရမလားဆိုပြီးတော့ဒေါသနဲ့ထွက်နေပါတယ်။မကြခင်မှာဗန်လုံးကျုံနေလာပြီးတော့ဘာကျော်ကိုဆွဲခေါ်သွားခဲ့ပေမဲ့လေရွှေကြီးကိုငါအကြောင်းသိစေရမယ်ဆိုပြီးတော့ချင်းချောက်ခဲ့ပါသေးတယ်။အင်ကိုပြောင်းတဲ့အခါမှာတော့တောင်ဝင်ကြားတဲ့လုံချုံကြီးကပြဿနာတစ်ခုကြောင့်တတိပြည့်တဲ့သူရဲ့အဆူခံနေရပြီးတော့ CCTV ကိစ္စကိုမမေးတော့ဘဲနဲ့အခန်းထဲကိုတက်လာခဲ့ပါတယ်။ ရွှေရည်အိမ်ပျော်သွားတဲ့အခါမှာတော့အမျိုးသားကပုန်းနီယာကထွက်လာပြီးသူမရဲ့မျက်နှာကိုမေးစင်းနဲ့အုပ်လိုက်တာကြောင့်ရွှေရည်ဟာချက်ချင်းပြန်နိုးလာစရာအကြောင်းမရှိတော့ပါဘူး။အဲဒီခါမှာတော့အမျိုးသားကရွှေရည်အခန်းထဲမှာပဲအေးအေးဆေးဆေးအချိန်ဖြုံးပြီးတော့အနားယူပါတော့တယ်။ပြီးတော့ရေချိုးလိုက်ပြီးတဲ့နောက်မှာရွှေရည်ရဲ့ဘေးမှာကိုလုံးနီးနဲ့ဝင်းအိမ်နေလိုက်ပြီးနောက်ရက်မှာတော့ရွှေရည်ကအလုပ်ပြန်နောက်ကျခဲ့ပြီးတော့နောက်ဆုံးဘတ်ကားကိုအမိစောင့်နေရပါတယ်။အဲဒီခါမှာဘာကျော်ရောက်လာခဲ့ပြီးတော့ရွှေရည်ကိုဆွဲခေါ်ဖို့စူးစမ်းပေမဲ့ရွှေရည်ရဲ့တရေကတွေးသွားခဲ့တာကြောင့်အန်ရဲကနေလွတ်သွားခဲ့ပြီးတော့ အင်ကိုလိုက်ဖို့ပေးခဲ့တာပါအခန်းကိုပြောင်းတဲ့ကမာတော့သူမရဲ့အခန်းကမီးပြတ်နေတာတွေ့လိုက်ရပြီးတော့တချိန်တည်းမှာပဲတကားခေါက်တန်ကိုကြားလိုက်ရပြီးတကားပေါက်ကချောင်းကြီးလိုက်တဲ့အခါမှာကားပေါ်မှာကျန်ခဲ့တဲ့သူမရဲ့ပတ်စံအင်ကိုလာပြန်ပြီးတဲ့တတိဖြစ်တာကြောင့်တကားဖွင့်ပေးလိုက်ပါတယ်အခန်းကမီးပြတ်နေတာကြောင့်ပဲတတိကပြန်ပြင်ပေးခဲ့တာကြောင့်မီးပြန်ရခဲ့ပြီးတော့ရွှေကြီးကတတိကိုကျေးဇူးတင်တဲ့ကြောင်းပြောရင်းနဲ့ကော်ဖီတက်နေတဲ့အခါမှာတော့သူမရဲ့တိုက်ခန်းနံပါတ်ကိုတတိကဘယ်လိုတီးသွားတာလဲဆိုပြီးတော့တွေးနေမိပါတယ် တရေကသူမရဲ့အခန်းထဲကိုဝင်မှုတဲ့စူးစမ်းနေတဲ့သူလို့တန်ရဖြစ်သွားခဲ့ပြီးတော့အမြန်ထွက်ပြေးပြီးတော့ရဲတွေကိုအကြောင်းကြားခဲ့ပါတယ်။ရဲတွေနဲ့တို့အခန်းကိုပြန်ရောက်တဲ့အခါမှာတော့တည်နေတဲ့တရေဖြစ်သူကိုတွေ့လိုက်ရတော့ရွှေကြီးဟာကောင်းတပန်းကြည့်သွားရပါတယ်။အဲဒီကိစ္စကြောင့်ပဲရွှေကြီးကိုရဲစခန်းမှာလူတက်မှုနဲ့ဆဲဆဲပြီးတော့ရဲရရှိကလည်းရွှေကြီးကိုဝန်ခံဖို့တဲ့စီယုံလုံးနေပါတယ်။ဒါပေမဲ့လည်းထောက်ထားမှခိုင်လုံးတဲ့အခါမှာရွှေကြီးကအိမ်မြန်ရောက်လာခဲ့ပြီးတော့ဗန်ကတော့ရွှေကြီးကိုအလုပ်ထုတ်လိုက်ပြီးတငယ်ချင်းဖြစ်တဲ့သူနှင်းဆက်ကပဲရွှေကြီးကိုယုံကြည်နေခဲ့တာဖြစ်ပါတယ်။ အင်းဝပြောင်းလာတဲ့အခါမှာတော့လွန်ကျော်ကြီးမှာ CCTV တောင်းပြီးကြည့်ခဲ့ပေမဲ့ပြက်နေတာကြားလာပါပြီ။အဲဒါကြောင့်မဲရွှေကြီးဟာအခန်းထဲဝင်ဖို့ကြိုးစားတဲ့သူတွေကတခြားခန်းကတယောက်ဖြစ်နေကြောင်းလွန်ကျော်ကြီးကပြောခဲ့ပြီးတော့ဒါကြောင့်မဲရွှေကြီးကလည်းတခြားကိုပြောင်းဖို့တဲ့စဉ်းစားပြီးတော့အခန်းတန်ရှင်လုပ်တဲ့အခါမှာဂရင်အောက်ကတကားတော့ကလေးတခုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်အရိကနဲ့တကားတွေကိုလက်ပြီးဖွင့်ကြည့်တဲ့အခါမှာသူမရဲ့အထက်ကအခန်းတွေအားလုံးကဖွင့်မရပါဘူး။အဲ့နောက်မှာတော့အပေါ်တက်ကအခန်းတစ်ခုမှာတော့တကားပွင့်သွားခဲ့ပြီးတော့ရွှေရည်အထက်ကိုဝင်ပြီးတော့ကြည့်လိုက်တဲ့အခါမှာ အကန်းကညစ်ပတ်ရှုပ်ပါနေပြီးတော့လူမနေတော့တာလဲအတုပ်ကိုကြာနေတဲ့ပုံစံပေါက်နေပါတယ်။ဇပွဲပေါ်မှာတော့ဇာကြီးဆိုတဲ့နာမည်လေးစာကိုတွေ့ရပြီးတော့မှအဲဒါကြောင့်ဘန်ကတငယ်ချင်းနှင်းဆက်ရဲ့အကုန်ကြီးနဲ့ပဲဇာကြီးအတုံးစင်းတွေကိုစစ်ဆေးကြည့်ခဲ့ပါတယ်။ဒီကမှသူတို့တွေတွေ့လိုက်တာကတော့အဲ့ဒီအကောင်ကနေတဲ့အချိန်တိတိကျကျနဲ့ဈေးဝယ်ထွက်တာတွေဖြစ်တဲ့ပြီးတော့မှပတ်စံသုံးတဲ့ပမာဏကလည်းနေတဲ့အတူတူပါပဲ။ဈေးဝယ်တဲ့ဆိုင်ကလည်းရွှေရီတို့တိုင်တာကစရိုးဆိုင်ဖြစ်ပြီးတော့မှဒါကြောင့်မယ်ရွှေရီတို့နှစ်ယောက်စရိုးဆိုင်ကိုသွားပြီးတော့အချိန်နေစောင့်ကြည့်ခဲ့ပါတယ်။ တချိန်မှာတော့သူတို့တနရာရှိတဲ့သူကိုတွေ့လိုက်ရပြီးတော့နှစ်ယောက်သားလူစုခွဲပြီးတော့အနောက်ကနေလိုက်ခဲ့ပါတယ်။တနရာကိုရောက်တဲ့အခါမှာတော့ရွှေကြီးရဲ့တကားတော်နဲ့တပွန်စံနဲ့တူတဲ့အခန်းတစ်ခုတွေ့ခဲ့ရပြီးတော့ရွှေကြီးကလည်းသူ့မရဲ့လှုပ်ဝက်နံပါတ်ကိုနှိပ်ပြီးတော့ဖွင့်လိုက်တဲ့အခါမှာတကားကပွင့်လို့သွားခဲ့ပါတယ်။အခန်းထဲဝင်ကြည့်တဲ့အခါမှာတော့ဇာကြီးကိုကြိုးချီရတာတွေ့ရပြီးတော့လက်မလေးစီပလင်းတွေချိတ်လို့ထားပါတယ်။ရွှေကြီးကရဲကုန်ဖုန်းခေါ်မလို့လုပ်ပြီးမယ်လေလူတယောက်ကအခန်းထဲကိုဝင်လာခဲ့တာကြောင့်ဂရင်အောက်ကိုဝင်ပုန်းနေရပါတယ်။ အဲ့ဒီလူကဇာကြီးကိုစကားလေးပြောနေခဲ့ပြီးတော့သူပြောတာကရွှေကြီးရဲ့အကြောင်းလေးပါအဲ့တော့မင်းဇာကြီးကိုမလို့အတော်ဘူးလို့ပြောပြီးတော့တက်ပြစ်ခဲ့တာဖြစ်ပြီးတော့ခန္ဓာကိုယ်ကိုလှ่နဲ့တစားစီပြတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအကြောင်းတကောင်ကြောင့်အမျိုးသားကအာယုံလွင့်သွားတဲ့အခါမှာရွှေကြီးကလည်းအခန်းထဲကနေထပ်ပြေးဖို့ကြိုးစားခဲ့တယ်လို့အမျိုးသားကလည်းနောက်ကနေလိုက်ပြီးတော့ဖမ်းမာတော့တယ်ဒီချိန်မှာတော့ရွှေကြီးကိုဖမ်းမိမလို့ပြစ်ခဲ့ပြီးမြင်းဆက်ကကဲခဲ့တယ်လို့ရေကားတစည်းကလည်းရောက်လာခဲ့တာကြောင့်အမျိုးသားဟာထွက်သွားခဲ့ပါတယ် တက်ခန်းကိုဝင်ပြီးတော့စစ်ပေးမယ်အမျိုးသားကိုမတွေ့တဲ့အချိန်မှာရေးရရှိကရွှေကြီးကိုဘာဖြစ်လို့အဲ့ဒီသူရဲ့မျက်နှာကိုမှတ်မှတ်မိတာလဲဆိုပြီးတော့အပြစ်တင်နေပါတယ်။ဇာကြီးရဲ့အလောင်းကိုတော့အမိုက်ပုံးလေးကတွေးခဲ့ရပြီးတော့သူမရဲ့လက်ကြားထဲမှာတော့ရွှေကြီးရဲ့လက်စာကလေးညှက်လို့ထားပါတယ်။အဲ့ဒီကကဘာကျော်ကိုပြီးခဲ့မှုတဲ့ကက်ဖြစ်တာကြောင့်ပဲရေးရီကဘာကျော်ကိုခေါ်ပြီးတော့စစ်ဆေးပေးမယ်။ဘာကျော်ကတော့လူတမ်းမှုကျူးလွန်ခဲ့တယ်ဆိုတဲ့အထောက်အထားအတိအကျမရှိတာကြောင့်လှုပ်ပေးလိုက်ရပြန်ပါတယ်။ရွှေကြီးကတော့ကြောက်လန့်နေပြီးတော့အခန်းပြောင်းလဲတယ်လို့တကားကိုလည်းတော့ထက်ခဲ့ပြီးတော့မှပြတင်းပေါ်ကိုတန်တိုင်တွေလည်းထည့်ထားလိုက်ပါတော့တယ်။ အဲ့ဒီမှာဘာကျော်ကရွှေရည်နေခဲ့တဲ့တိုက်ခန်းကိုလာပြီးတဲ့နောက်အိမ်ပြောင်းသွားတာကိုတီးသွားတာကြောင့်လုံလုံကြီးကိုဘယ်ကိုပြောင်းတာလဲဆိုပြီးတော့မေးပါတယ်တပတ်ကရွှေရည်စီကိုတော့ပါစယ်ထုတ်ထုတ်ရောက်လာလို့ဖွင့်ကြည့်တဲ့အခါမှာလူတဲ့သမားရဲ့အိမ်ထဲမှာကြားခဲ့တဲ့သူမရဲ့ဖုန်းကိုတွေ့ရပြီးတော့ဖုန်းထဲမှာတော့သူမအိမ်နေတော့မှခိုးပြီးတော့ရိုက်ထားတဲ့ဓာတ်ပုံတွေအများအများလေးတွေ့ခဲ့ရတော့လန့်ပြန့်လို့သွားရပါတယ် ဲဒါကြောင့်ပဲတငယ်ချင်းနှင်းဆက်စီကိုဗီဒီယိုကိုခေါ်လိုက်တဲ့အခါမှာနှင်းဆက်ရဲ့အနောက်မှာလူသူသမားရဲ့အေးကိုတွေ့လဲရပြီးတော့ရွှေကြီးကလည်းရဲကိုအကြောင်းကြားပြီးတငယ်ချင်းရဲ့အိမ်ကိုအမြန်ဆုံးပြေးသွားခဲ့ပါတယ်။တငယ်ချင်းရဲ့အခမ်းအနားမရောက်ခင်မှာဘာကြောင့်လဲတွေ့ပြီးတော့သူ့ကိုထိုးလိုက်တာကြောင့်ရွှေကြီးဟာလဲကျသွားရပြီးကံကောင်းစွာနဲ့ရဲတွေကလည်းအချိန်မီရောက်လာပြီးတော့ဘာကြောင့်ကိုဖမ်းသွားခဲ့ပါတယ်။ရွှေကြီးကလည်းနှင်းဆက်ရဲ့ခန်းကြီးကိုအမြန်ပြေးသွားပြီးဝင်လိုက်တဲ့အခါမှာတော့သွေးလေးလေးနဲ့တငယ်ချင်းကိုတွေ့လိုက်ရတဲ့အခါမှာသူမမိလေးကြာသွားခဲ့ပါတယ်။အဲနောက်မှာတော့အမျိုးသားကထွက်လာပြီးတော့ ရွှေကြီးရဲ့အိမ်တော်ကိုယူပြီးတော့ထွက်ခွာသွားပါတော့တယ်။ရွှေကြီးတတိပြန်ရလာတဲ့အခါမှာတော့ရဲရဲရှိရောက်လာပြီးတော့နှင်းဆက်ရဲ့အိမ်မှာဖြစ်ခဲ့တဲ့ကိစ္စကလူသက်သမားရဲ့ကြိုတင်ကြံစည်မှုဆိုတာပြောပြပြီးရွှေကြီးအိမ်ကနေထွက်လာအောင်နှင်းဆက်ရဲ့ဖုန်းနဲ့ laptop ကိုသုံးပြီးတော့မျှောက်ခေါ်ခဲ့တာဖြစ်တယ်လို့လက်ဝယ်ရာတွေကလည်းရခဲ့တာကြောင့်တရားခံကိုဖမ်းမိနိုင်မှုအတွက်မဝေးတော့ဘူးလို့ပြောပါတယ်။သူတို့တန်ရာရှိတဲ့သူကဘာကြော်ဖြစ်ပြီးတော့ဇာကြီးကိုတတ်ခဲ့တဲ့နေရာမှာတွေ့ခဲ့တဲ့ DNA အဖြစ်ကိုလည်းမကြခင်ရတော့မယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့ရွှေကြီးကစင်ယုံတက်နေရတဲ့နှင်းဆက်စီကိုသွားတွေ့ခဲ့ပြီးတော့ သူမကြောင့်ဒုက္ခရောက်ရတဲ့အတွက်တောင်းပန်စကားဆိုနေတဲ့ချိန်ရဲရရှိရောက်လာခဲ့ပါတော့တယ်။အကြောင်းရင်းကတော့ရွှေကြီးရဲ့အိမ်ထဲမှာ CCTV တပ်ထားဖို့တဲ့အကြံလာပြီးတာဖြစ်ပြီးအဲနောက်မှာရွှေကြီးကလည်းစတိုးဆိုင်မှာဈေးဝယ်နေတော့အရင်တိုက်ခန်းမှာလုံခြုံရေးလုပ်ခဲ့သူတွေတွေ့လို့နှုတ်ဆက်ပြီးတော့ထွက်လာခဲ့ပါတယ်။သူမဆိုင်ဘဝရောက်တဲ့အခါမှာတော့လုံခြုံရေးကငွေရှင်းတဲ့အချိန်ပမာဏကလူတက်သမားသုံးတဲ့ပတ်စံနဲ့ကွက်တီဖြစ်နေတာကြောင့်ရွှေကြီးဟာလမ်းပြန့်လို့သွားရပါတယ်။အချိန်ကိုတတိထားပြီးတော့ကြည့်လိုက်တော့လေဝင်နေကြအချိန်ဖြစ်နေပြီးတော့ အင်းကိုအမြန်ပြန်ပြီးတော့တော်သေးကြခဲ့ပြီးရဲကိုဖုန်းဆက်အကြောင်းကြားလိုက်ပါတော့။ဒီကမှတိလိုက်တာကတော့ဘာကျော်ရဲ့ DNA ကအခင်းဖြစ်နေရမှာရှိတဲ့ DNA နဲ့မကိုက်ညီတာကြောင့်ပြန်လို့ပေးလိုက်ပြီးဆိုတဲ့အကြောင်းဖြစ်ပြီးဒါပေမဲ့ဘာကျော်လွတ်သွားပြီးတော့ခဏအကြာမှာပဲအသက်ခံလိုက်ရတာကိုကြားလိုက်တဲ့အခါမှာရွှေရာပို့ပြီးတော့လမ်းပြန်သွားရပါတယ်။ဒါကြောင့်မေး CCTV ကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့လုံညွေးကသူမရဲ့ခရင်အောက်ထဲမှာဝင်ပုန်းနေတာဖြစ်တဲ့အကြောင်းသိလိုက်ရပြီးရွှေရာထပ်ပြေးဖို့စူးစမ်းခဲ့ပေမဲ့ဘလို့မှမလွတ်တော့ပါဘူး။ ဒီဘက်မှာတော့ရဲတပ်ဖွဲ့ကလုံုံကြီးရဲ့အကြောင်းစုံစမ်းရင်းနဲ့လူသက်သမားဖြစ်တယ်ဆိုတာကိုသိသွားခဲ့တာကြောင့်လိုက်ဖမ်းဖို့စ조사နေပြီဖြစ်ပြီးနောက်ဆုံးမှာတော့လူသက်သမားနေတဲ့နေရာကသူ့အရင်အလုပ်လုပ်ခဲ့မှုတဲ့ဟိုတယ်ဟောင်းတစ်ခုမှာဆိုတာသိလိုက်ရပါတယ်။ရွှေရီတတိပြင်ရလာတဲ့ခမာတော့လူသက်သမားရဲ့နေရာကိုရောက်နေပြီဆိုတာသိရပြီးအသက်ခံရတော့မယ်ဆိုတာကြောင့်ငိုကြေးလို့နေပါတယ်။အဲဒီခမာလူသက်သမားကသူ့မရဲ့စပယ်နေကိုတက်ပြီးတော့မငုံ့မှုတွေပြောတဲ့အချိန်မှာရွှေရီကနေရွက်ကိုကိုက်ပြီးတော့ထွက်ပြေးဖို့စ조사ပါတော့တယ်။တချိန်ထဲမှာပဲရေရရှိကလည်းရောက်လာခဲ့ပြီးတော့နေရောက်သားတိုက်ခိုက်ကြပြီး ူစက်သမားကဖွက်ထားတဲ့ဓာတ်နဲ့ထိုးလိုက်တဲ့အခါမှာရဲရရှိလေတေဆုံလို့သွားပါတော့တယ်။အဲနောက်မှာတော့ရွှေကြီးရဲ့အနောက်ကိုလိုက်ဖို့ကြိုးစားတဲ့အခါမှာပြင်းမလို့တော့တဲ့ရွှေကြီးကတန်ဆင်ကြီးတစ်ခုအတုံးချပြီးတော့လက်အုံမှုယူကတိုက်ခိုက်လိုက်တာကြောင့်လူသက်သမားလေးလဲကြတေဆုံလို့သွားပါတော့တယ်။အဲနောက်မှာတော့ရွှေကြီးတို့အန်ဒီရဲ့ကင်းသွားခဲ့ပြီးဖြစ်ပေမဲ့တကောက်တလီမှာတော့ဂရင်အောက်ကနေဘာတွေထွက်လာမလဲဆိုပြီးတော့စိုးရင်လို့နေရပါတယ်။ဟုတ်ကဲ့ဇလန်းကြီးကတော့ဒီလောက်ပါခင်ဗျ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။